အားလုံးပဲမင်္ဂလာပါမနက်ပြန်အပိဓမ္မာအခါတော်နေ့အတွက်ဦးဇင်းဒီနေ့အပိဓမ္မာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကြိုတင်ပြီးတော့မျှဝေပေးခြင်းပါတယ်အဲ့ဒါကဘာလဲဆိုတာအပိဓမ္မာဟာဖျားဟောမဟုတ်ဘူးလို့တချို့အနောက်တိုင်းပညာရှင်တွေက ပြောကြပါတယ်နော်အဲ့ဒါကိုဦးဇင်းကအပိဓမ္မာသည်ဖျားဟောဟုတ်ကြောင်ကိုဦးဇင်းကမျှဝေပေးခြင်းပါတယ်သူတို့ကဘာကြောင့်အပိဓမ္မာကိုဖျားဟောမဟုတ်ဘူးလို့ပြောတာလဲဆိုလို့ရှိရင် ဦးဇင်းဗုဒ္ဓဘာသာကကမ္ဘာလယ်မှာဒီအဘိဓမ္မာနဲ့ပတ်သက်ပြီးတော့ခိုင်ခန့်နေတာဖြစ်ပါတယ်ဟမ်အဲ့ဒီအဘိဓမ္မာစာပေတဘောရီယာကဘယ်ဘာသာဘယ်ယဉ်ကျေးမှုမှာမှဘယ်နိုင်ငံမှာမှမရှိပါဘူးနော်အနောက်တိုင်းမှာခေတ်စားနေတဲ့တသနီကားတွေ psychology တို့သူတို့ကသူတို့ရဲ့တဘောရီယာတွေကိုဦးဇင်းတို့ပိဋကတ်စာပေကခံနိုင်ရင်ရှိတယ်ဦးဇင်းတို့အဘိဓမ္မာရဲ့တဘောရီယာကိုသူတို့အနောက်တိုင်းကစာပေတွေကမမိဘူးအဲ့ဒါကြောင့်သူတို့က အဘိဓမ္မာကိုဖျားဟောမဟုတ်ဘူးလို့ပယ်ချင်ကြတာဖြစ်ပါတယ်အဲ့ဒီမှာဆိုင်မကောင်းစရာအချက်ကဘာလဲဆိုလို့ရှိရင်ဟိုဘုံကြီးတွေဖြစ်ပြီးတော့ဖျားသားကိုတက်အောင်ပြီးတော့အောင်မတင်မဲနဲ့ဒီအနောက်တိုင်းပညာကိုကြွားတင်တဲ့အခါမှာသူတို့ကပါရောရောင်လိုက်ပြီးတော့အဘိဓမ္မာကိုဖျားဟောမဟုတ်ဘူးလို့ပယ်ချင်တာကိုဦးသိန်းကဆိုင်မကောင်းစရာတွေ့ရပါတယ်နော် ုသူတို့အဘိဓမ္မာနဲ့ပတ်သက်လို့ရှိရင်ဖျားဟောတွေကပါဠိတော်မှာတရားရှိပါတယ်။ဥဒင်းအထက်ခရတာမသုံးပါဘူး။နော်။ဘာကြောင့်လဲသူတို့ရှင်ဥဒင်းမီဒီမာနိကေကိုဖတ်ကြည့်မယ်သူတို့ရှင်ဒီအဘိဓမ္မာပိဋကမှာပါတဲ့တကလုံးတွေတဘောတွေအကုန်လုံးပါတယ်ပေါ့နော်။ဒါကတစ်ချက်ပေါ့။ပြီးရင်ဒီလူပြင်းမှာအဘိဓမ္မာကိုစပြီးတော့ဟောပြတာကအရှင်တာယဘုဒ္ဓတာမထေမြတ် ပြင်သူကနေပြီးသူတပည့်တွေကိုပြန်ပို့ချတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အပိဓမ္မပိတ္တကရဲ့တင်ယူပို့ချမှုတူတာပြီအဲ့ဒီမှာဖရာပရိနိဗ္ဗာန်ဆံပြီးတဲ့အခါမှာအဲ့ဒီအရှင်သာရိပုတ္တရာမထေရမြတ်တပည့်တွေကိုဘယ်နိကေကိုဆောင်းခိုင်းတယ်လဲဆိုလို့ရှိရင်မေတိမာနိကေကိုဆောင်းခိုင်းတယ်ဘာကြောင့်မေတိမာနိကေကိုဆောင်းခိုင်းရလဲဆိုရှင်မေတိမာနိကေသည်အပိဓမ္မသဘောတရားတွေပါဝင်ပြည့်နှက်နေတဲ့ပိတ္တက နိကေဖြစ်သောကြောင့်ပေါ့နော်ဒါကိုကြည့်မယ်သူတို့ရှင်မပြီးရင်ဦးဇင်းတို့ဖခင်က तू ကအရန်နနေတဲ့တရားဆိုလို့ရှိရင် तू ကအချင်းပဲဟောပြီးတော့ထားခဲ့တယ်အဲ့ဒီအချင်းဟောတဲ့တရားတော်တွေကိုအရှင်သာရိပုတ္တရာမရေမြတ်တို့အရှင်မဟာကိသန္တာတို့ပြန်ပြီးတော့အချက်ချက်ဟောလို့ရှိတယ်ဟောပြီးလို့ရှိရင်သူတို့ကဖခင်ကိုတွတ်လျှောက်တယ်လျှောက်တဲ့အခါမှာဟုတ်တယ်မှန်တယ်နော်ဦးဇင်းတို့ကြတော့ဒီအဘိဓမ္မာဆိုတဲ့ ပိဋကတ်ကိုမြတ်တပြားကအရှင်တာလိပုတ္တရာမင်းမြတ်ကိုအကျဉ်းဟောတာဖြစ်ပါတယ်။ဦးဇင်းတို့အခုတင်နေတဲ့ပိဋကတ်ကအရှင်တာလိပုတ္တရာမင်းမြတ်ကသူ့တပည့်900ကိုရဟန်း900ကိုအကျယ်ချဲ့ဟောတဲ့ပိဋကတ်ဖြစ်တယ်။ဒါကိုမြတ်တပြားကလည်းလက်ခံတယ်။မြတ်တပြားလက်ခံလို့မြတ်တပြားဟောကြားတဲ့ပိဋကတ်ထမှာပါတယ်လို့ဦးဇင်းတို့ကပြောတာပေါ့နော်။ဦးဇင်းတို့ဓမ္မဝိညာဉ်ဆိုတဲ့တကရုံးရှိတယ်။ ဲ့ဒီဓမ္မဝိနည်းကိုသူတို့ကဓမ္မဝိနည်းရဲ့ပုံမှန်ဟောတာကဓမ္မရိုးရိုးဓမ္မလည်းဟောတယ်တုတ်တန်တဓမ္မလည်းဟောတယ်အဘိဓမ္မဓမ္မလည်းဟောတယ်ပေါ့အဲ့ဒါကိုသူတို့ကဒီဓမ္မဆိုတဲ့သက္ကလုံတလုံးကိုကြည့်ပြီးတော့အပေါ်ယံဖက်လိုက်တာဒီဓမ္မဆိုတဲ့သက္ကလုံဒီအဘိဓမ္မကိုလည်းဟောကြသူတို့ကမသိတဲ့အခါမှာအဘိဓမ္မကိုဖျားဟောမဟုတ်ဘူးလို့သူတို့ကပြောကြတာပေါ့နော်ပြီးဦးဇင်းတို့ဝိနိပိကမှာပါတယ်ပေါ့တန်ခိုင်နာတင်ခမ်းမှာ သူတို့ကအဲ့မှာတင်တာကတဲ့နော်အပိဓမ္မာမပါဘူးတဲ့အမှန်ကအဲ့ဒီပိဓမ္မာပါတဲ့တန်ခါယနာကဆိုတန်ခါယနာတစ်ခုလုံးကိုတင်တာပြောတာမဟုတ်ပဲနဲ့တန်ခါယနာတင်ချောင်းကို ပြတဲ့ပိဓကဖြစ်တယ်ပေါ့နော်အဲ့မှာဓမ္မဝိညာဉ်ကိုလို့ရှင်းမယ်ပေါ့ဓမ္မဆိုတဲ့တကလုံးကတုတ်တန်တာဓမ္မကိုလည်းဟောတယ်အပိဓမ္မာကိုလည်းဟောတယ်ဝိညာဉ်ဆိုတဲ့ ဝီနီကကြတော့ရိုးရိုးဝီနီကိုလည်းဟောတယ်အပိဝီနီကိုလည်းဟောတာပေါ့နော်ပြီးနောက်ထပ်ပါဠိတစ်ခုတိခတ်တရတင်ခါတန်တက္ကလံတာဒနံနဲ့တိခတ်သုံးပါးဆိုအပ်တော့အလုံးစုံသောတာဒနာတိခတ်သုံးပါးဆိုဘာလဲဆိုလို့ရှိရင်တိလတမာတိပညာပေါ့တိလကိုဝီနီကပြတယ်တမာတိကိုတုတ်တန်ကပြတယ် ပညာကိုရတော့အဘိဓမ္မာကပြတယ်အဲ့ဒါကြောင့်ဦးဇင်းတို့ကအဘိဓမ္မာကြီးဖျားဟောပေါ့ပြီးတော့ဓမ္မဒါတခုလုံးပေါ့လေဓမ္မဆိုတော့သကလုံးသလုံးထဲကပဲပြိတ္တကသုံးပုံကိုဟောချောင်းကိုဖျားကဟောပါတယ်အဲ့ဒီပါဠိကိုဦးဇင်းဖတ်ပြပါမယ်ဣဒာပါဏဘိကဝေဧကေစီကုလပုတ္တာဓမ္မပရိယပုဏ္ဏတိတုတ်တံကေယံဝေယဂရဏံဂါဒံဥဒနံဣဒိုဒကံတာရကံအဘုဒ္ဓဓမ္မဝေဒန္လံနဲ့ တေတန်တမံပရိယပုနိတဝါတေတန်ဓမ္မနာပညာယအထဏဥပပရိခန္တိတဲ့အဲ့ဒီမှာဓမ္မဆိုတဲ့သကလုံးတစ်လုံးကပိဋကတုံမဟောပါတယ်အဲ့ဒီပိဋကတုံမကိုအင်္ဂါအပြည့်ခွဲမှုဆိုရှင်တုတ်တဂေယဝေယကရဏဂါထာဥဒါနဣဒုဒကဒါရကအဘုဒ္ဓဓမ္မအဲ့ဒီမှာဝေယကရဏဆိုတာဘာလို့ဆိုရှင်အဘိဓမ္မာကိုပြောတာပဲနော်အဲ့ဒါကြောင့်ဦးဇင်းတို့က ဓမ္မဆိုတဲ့တကတကလုံးမှာအဘိဓမ္မဆိုတဲ့တကလုံးပါတယ်အထူးအဖြင့်ပိဋကတ်သုံးပုံကိုလို့ကဓမ္မဒရာတလုံးတွေကခေါ်နိုင်ပါတယ်ပြီးရင်ဝိနည်းဒရာတသက်ကပိဋကတ်သုံးပုံကိုခေါ်ပုံနဲ့နော်ကတမောတာဘိခဝေတုကရဝိနေယောတောဓမ္မတေတေတိအာရိကရိယာဏမေတ္တိကရိယာဏပရိယောဒနာကရိယာဏတထံကေဝလပရိပုံနာပရိတုဒ္ဒံမြမစရိယပကာတိတိအယံဘိခဝေတုကရဝိနေယောတဲ့ အဲ့ဒီမှာဝီနည်းတို့တက္ကလုံကအစလည်းကောင်းတယ်အလယ်လည်းကောင်းတယ်အဆုံးလည်းကောင်းတယ်အနတ္တိဘေလည်းပြည့်စုံတယ်ထဝန်းကျင် ပြည့်စုံတယ်ထဝန်းကျင်သင်ကျဲတယ်မြတ်တော်အရှင်ပေါ့အဲ့ဒါဝီနည်းတို့တဲ့တက္ကလုံတော်မင်းကဣတိကတော်မင်းကိုဟောကြောင်းကိုပြတဲ့ပါဠိဖြစ်ပါတယ်နော်ပြီးရင်တုတ်တဆိုတဲ့တက္ကလုံတော်ကလည်းဣတိကတော်မင်းကိုဟောပါတယ်အတုတ္တနာမကံဗုဒ္ဓဝတ္တနာနဋ္ဌိတဲ့ တုတ်တမြည်တဲ့ဘုရားသခင်လုံးကမရှိတာမရှိဘူးတဲ့ပြောချင်တာကတုတ်တဆိုတဲ့တကားတလုံးကလည်းပိဋကတ်သုံးဘုံကိုဟောပါတယ်တဲ့ပြီးတော့ကျင်ဓမ္မတရာအဘိဓမ္မာကိုဟောပုံနဲ့ဦးဇင်းတို့အရင်ကဓမ္မဂရိကဆိုတော့ကကြတော့ဒီလိုရိုးရိုးဟောတာမဟုတ်ဘူးနော်အဲ့မှာဓမ္မဂရိကောဒီအဘိဓမ္မီကောဓမ္မဂရိကောဓမ္မဂရိကမြည်တည်တဲ့အဘိဓမ္မီကောအဘိဓမ္မာကိုဟောပြောပို့ချတတ်ကြတယ်တဲ့အဲ့ဒါကြောင့် အဘိဓမ္မာဆိုတဲ့တကလုံးကလည်းဓမ္မမှာပါပါတယ်။ပြီးရင်တရကနိဗ္ဗာန်အင်္ဂုတ္တမှာလည်းရှိသေးတယ်။ပုဏ္ဏသပဒံဘိက္ခဝေဘိက္ခုဓမ္မကာမောဟောတိပိယတမှုတာဟာတော့အဘိဓမ္မီအဘိကုဏယေဥလာဝရာပါမို့တော်တယ်။အဲ့မှာအဘိဓမ္မာဆိုတဲ့တကလုံးကအင်္ဂုတ္တမှာလည်းပါပါတယ်။ပြီးမဟာဝါပါဠိတော်မှာလည်းရှိသေးတယ်။ဝီနီးပေါ်လေပရိပလောဟောတိအန်တီဝါတိ အပိတံမီဝိနေတုံအပိဝိနေယဝိနေတုံပေါ့ဆရာသမားတွေကလည်းမိမိရဲ့အနည်းနဲ့အနည်းနဲ့တပည့်တွေကိုတဲ့အပိဓမ္မာကိုတဲ့တင်ပြရမယ်အပိဝိနီးကိုလည်းတင်ပြရမယ်လေအဲ့ဒီမှာဝိနီးမှာပါတဲ့အပိဓမ္မာဆိုတဲ့သက္ကလုံကတရိုက်ကိုပါပါတယ်နော်အပိဓမ္မာကိုဖျားဟောကြောင်းပါဠိတော်များ၌လာတော့သကားများပေါ့ခေမာမီဖျားခေမာထေရီလျှောက်တဲ့သကားပေါ့လေကုတလဟံဝိတုတ်တိတု ကထဝိထုဝိတဝတာအဘိဓမ္မနယင်ညူဝတိပတံမိတာတနေတဲ့အမအဘိဓမ္မနယင်ညူတဲ့အဘိဓမ္မနိသနစ်တကိုသူကတိတယ်တဲ့နော်ခေမာမီဘုရားရဲ့တိခေမာထေဒီဖြစ်တဲ့အခါမှာသူကအဘိဓမ္မကိုတတ်တယ်ပညာအရာမှာဣတရရတဲ့ထေဒီမာကြီးဖြစ်တယ်ပေါ့နော်နောက်ထပ်တုတ်တန်တန်အဘိဓမ္မန်တဝိနည်းယံသာပြီးကေဝလံ နဝင်ကံဗုဒ္ဓတာတနံနဲ့ဧတာဓမ္မတဘာတဝရဲ့အဲ့ဒါကမြတ်စွာဘုရားကဥပါလိကိုမိတ်တဲ့စကားဖြစ်ပါတယ်အဲ့မှာတုတ်တန်အဘိဓမ္မာဝိနည်းံပေါ့အလုံးတုံတော့အင်္ဂါကိုဝရှိတဲ့ဗုဒ္ဓဝတ္တနာတဲ့လားတုတ်တန်ကောအဘိဓမ္မာကောဝိနည်းကောအဲ့ဒီသုံးပါးသလုံးကလည်းဥဒ္ဒခုနပြောခဲ့တဲ့အင်္ဂါကိုဝရှိတဲ့တုတ်တကေယဝေယကရဏဂါထဥဒနာဣတိဟောတကဒါရကအဘုဒ္ဓဓမ္မဝိတန်လအဲ့ဒါကိုပြိကသုံးပုံလုံးမှာ အင်္ဂါကိုပါခြုံထားတယ်ပေါ့အဲ့ဒါကိုမြတ်တပြားကဒီမှာပြောတာပေါ့တုတ်တန်တန်အပိတမင်သာဝိနယံသာပိကေဝလံနဝင်ကံဗုဒ္ဓသာသနံဧတဓမ္မတဘာတဝါတဲ့နော်ပြီးတော့အရှင်မောကလံကအရှင်တာလိပုတ္တရမတိမြတ်ကိုရှောက်တဲ့တကားရှိပါတယ်ဣဒဟူသောတာလိပုတ္တဒွေဘိက္ခုအပိဓမ္မကထံကထင်တိတေအညာမညာပညာပုတ္တံတိအညာမညတပညာပုတ္ထဝိဒိတံတိနောသ တန်တတင်တိဓမ္မိသနေတံကရာပဝတိနိဟောတိဧဝဟုပေနခောအာဟုတောတာတိဗုဒ္ဓဘိက္ခုနာဂောတိန်ကတာလဝနတောပိယာတဲ့နော်အဲ့ဒီမှာယဟနပဒွေဘိက္ခုအဘိဓမ္မကထံတဲ့ယဟနမကကျတော့အဘိဓမ္မတရားတကားကိုဟောကြားနေတယ်ဟာလားပါဠိမှာတရားပါတဲ့တကလုံးပါနော်အဘိဓမ္မသူတဲ့တကလုံးကအဲ့ဒါကိုဖတ်ကြည့်နေသလိုရှိရင်မူလပဏ္ဏတာမဟာဂောတိန်ကတို့ရှင်မောကလန်ဟိ၆ထားချက် နောက်တစ်ခုကကြတော့ပုဏ္ဏသပနံဘိက္ခဝေဘောဓိတန်တိဘိက္ခုအနာဂရမတ္ထာနံအဘာဝတိကာယအဘာဝိတတိလာအဘာဝိတစိတ်တာအဘာဝိတပညာတေအဘာဝိတကာယတမနာအဘာဝိတတိလာအဘာဝိတစိတ်တာအဘာဝိတပညာအဘိဓမ္မကထံဝေဒန္လကထံကထင်တာကနာဓမ္မဥက္ကမမာနာနဗုဒ္ဓတန်တိလေ အဲ့မှာအပိဓမ္မကထံဆိုတဲ့သကလုံးတည်းပါတလားနော်အပိဓမ္မဆိုတဲ့သကလုံးတည်းပါပါလေအဲ့ဒါကအင်္ဂုတ္တပင်စကနိဗ္ဗတ်တတိယအနာဂတ်ဘုရားမှာအနာဂတ်မှာဖြစ်မဲ့ဘေးတွေကိုမေတ္တာပြဟောတဲ့ဟဲမှာအပိဓမ္မဆိုတဲ့သကလုံးကိုတည်းပါပါလေနောက်တစ်ခုကကြတော့တိနာခောပါဏတမယေနထေရဘိက္ခုပစ္စဘတ်တံပိဏ္ဍပါတာပရိက္ကန္တာမန္တလမာလီတန်နိဒိဏတန်နိပရိတာ အဘိဓမ္မကထံကထင်တိတဲ့တတရတုတံအာယတမစိတ်တော်ဟထိတာတိပုတ်တော်ထေဘာနံဘိက္ခုနံအဘိဓမ္မကထံကထင်တာနံအန္တရန္တရကထံဩပတိတိတဲ့အဲ့ဒါကအင်္ဂုတ္တရပင်စကနိပတ်ဟထတာတိပုတ်တော်တော့မှာပါတဲ့အဘိဓမ္မာသူတဲ့သကလုံးတရားပြပါတယ်အဘိဓမ္မာကထံကထင်တိဆိုပြီးတရားပြပါတယ်နော်ဒီမှာဝိနိပါဝိနိပါတိတော်မှာပါတဲ့အဘိဓမ္မာတရားကို ပြတ်ပါမယ်အနာပတိနဝနတုကံမောအင်္ဂတွန်တုတ်တန်တေဝါဂရယောကဝအဘိဓမ္မံဝပရိယပုဏတုပစ္ဆဝိနယံပရိယပုဏိတတိပဏတိဩမတကတအာရိကမိကတာတာဝိနိမပါတဲ့အဘိဓမ္မာဆိုတဲ့သက္ကလုံကိုဥဒင်းပြတာဖြစ်ပါတယ်နော်အဲ့ဒါကိုဝိလိခဏတိခါပုံမှာရှာဖက်ကြည့်ပါ ပဉ္စံပု္ပ္ပာယေတိတုတ်တန်တိဩကတံကာရပိတဝဝိနယံဝအဘိဓမ္မပု္ပ္ပတိအပတိပတတိယတနော်အတိဘကမေကုံမေးတဲ့နေရာမှာပေါ့ကိုကတုတ်တန်ကိုပဲမေးမယ်ဆိုပြီးတော့တဲ့တုတ်တန်ကိုမေးပဲနဲ့ဝိနည်းရဲ့အဘိဓမ္မရဲ့မေးမယ်ဆိုလို့ရှိရင် ပသိအပတိမာတဲ့တဲ့နော်ကိုကရှောက်တယ်တပိတော့ကိုတုတ်တန်ဖြေပါသေးရှောက်မေးတဲ့အခါမှာတုတ်တန်ကိုမမေးပဲနဲ့အဘိဓမ္မကိုမေးရင်ပသိအပတ် အဲ့ဒါကဘိက္ခုနီပညာပုသနာတိခါဘုမှာပါပါတယ်ဒါဥဒင်းကဝီနီမှာပါတဲ့အပိဓမ္မာဆိုတဲ့သကလုံးတွေကိုဖျားဟောကြောင်းပြတာဖြစ်ပါတယ်နော်အပိဓမ္မာဒီဖျားဟောပါပြဉ္ဇနာကအပိဓမ္မာလိုသပိမျိုးဘယ်နိုင်ငံဘယ်ဘာသာဘယ်ယဉ်ကျေးမှုမှမရှိပါဘူးနော်အဲ့ဒါမနှက်ပြလာမဲ့အပိဓမ္မာအခါတော်နေ့အတွက်ဥဒင်းအပိဓမ္မာဒီဖျားဟောဟောကြောင်းကိုဥဒင်းလိလ္လာ တွေ့ရှိတော့မျှဝေပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်